အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာဆင်းရဲမှုကိုကြိုတင်ကာကွယ်ဖို့အတွက်လိုအပ်တဲ့အရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာလူတော်တော်များများဆင်းရဲနေကြတာဟာအောက်ပါချက်လက်တွေမရှိကြလို့ပဲဖြစ်ပါတယ်နံပါတ်1ငွေကြေးစီမံခန့်ခွဲမှုဘဝမှာချမ်းသာခြင်းရင်အလုတ်လုတ်ပြီးဝင်ငွေရှာနိုင်ုံနဲ့မလုံလောက်ပါဘူးကိုယ့်ရဲ့ဝင်ငွေထွက်ငွေကိုမှန်မှန်ကန်ကန်စီမံခန့်ခွဲတတ်ဖို့လိုအပ်ပါတယ် ကိုယ့်ရဲ့အတုံးဖြုံးကိုထိန်းချုပ်ပြီးငွေစုဆောင်တာမျိုးတွေရင်းနှီးမြှုပ်နှံတာမျိုးတွေလုပ်ဖို့လိုအပ်ပါတယ်။နံပါတ်1ပညာရေးနဲ့အရေးချင်းမြင့်တင်မှုဘဝမှာမစင်းရဲစေခြင်းရင်ခင်းတဲ့အညီအတတ်မွေးဝမ်းကြောင်းပညာတွေကိုအဆက်မပြတ်လေ့လာသင်ယူဖို့လိုအပ်ပါတယ်။အထူးသဖြင့်အခုလိုခင်မျိုးမှာ digital နည်းပညာတွေဘာသာစကားတွေစီးပွားရေးစီမံခန့်ခွဲမှုတွေစတဲ့အရေးချင်းတွေကိုတိုးတက်အောင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။နံပါတ်3ရင်းနှီးမြှုပ်နှံမှုနဲ့စီးပွားရေးလုပ်ငန်း ဘဝမှာလူတစ်ယောက်ကဝင်ငွေတစ်ခုတည်းကိုမိခိုနေမဲ့အစားရင်းနှီးမြှုပ်နှံမှုနဲ့ဘေးထွက်စည်းဝါးရေးလုပ်ငန်းတွေကိုစတင်လှုပ်ဆောင်တာကကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းကိုပိုတိုးစေနိုင်ပါတယ်။ဒါပေမဲ့အနေရနေပြီးအကျိုးမြတ်ရနိုင်တဲ့နည်းလမ်းတွေကိုတော့တေချာရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။နံပါတ်၄ကျမ်းမာရေးဂရုစိုက်ခြင်းကျမ်းမာရေးဆိုတာကြွယ်ဝမှုရဲ့အခြေခံဖြစ်တာကြောင့်ကိုယ်ကာယလေ့ကျင့်ခန်းတွေအာဟာရညီညွတ်မြတ်မှုနဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဘဝမှာဘလောက်ပဲချမ်းသာခြင်းပါစေ၊ကျမ်းမာရေးမကောင်းရင်ဘာမှလုပ်လို့မရပါဘူး။ဒါကြောင့်ကိုယ့်ရဲ့ကျမ်းမာရေးကို နေ့စဉ်နဲ့အမျှဂရုစိုက်ဖို့လိုအပ်ပါတယ်။နံပါတ်၅လူမှုဆက်ဆံရေးဘဝမှာကောင်းမွန်တဲ့လူမှုဆက်ဆံရေးနဲ့လုပ်ငန်းခွင်ဆက်သွယ်မှုတွေကအခွင့်အလမ်းတွေကိုများစွာဖန်တီးပေးနိုင်ပါတယ်။အတူတူစူးစမ်းနေတဲ့သူတွေနဲ့ချိတ်ဆက်ပြီးအတွေ့အကြုံမျှဝေတာမျိုးတွေကိုယ့်ရဲ့လုပ်ငန်းခွင်မှာအလုပ်စူးစမ်းတဲ့သူတွေနဲ့ အလုတ်တူတူတွဲလုံနေတာမျိုးတွေကကိုယ့်ရဲ့ဘဝကိုများစွာမြင့်တက်စေပါတယ်။ဒီအချက်တွေကိုအခြေခံပြီးဘဝတစ်လျှောက်လုံးငွေကြေးတည်ငြိမ်မှုနဲ့စိတ်ချမ်းသာမှုရှိအောင်ကြိုးစားမယ်ဆိုရင်ဆင်းရဲခြင်းကနေလွတ်မြောက်ကြလိမ့်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။